2023ခုနှစ်မှာမွန်ဂိုရီနဲ့ရုရှားအင်အားစုတွေကြားကကကမြစ်တိုက်ပွဲပြီးရုရှားတပ်စုတစ်ခုကတောထဲကိုအမဲလိုက်ထွက်ခဲ့ကြပါတယ်။သူတို့တွေကနှစ်ယောက်ကတော့သူတို့ရဲ့ကလေးတွေကိုခေါ်လာခဲ့ကြပါတယ်။အဲဒါကတော့ပလူမော့ကလာကြိုက်တဲ့နက်ဆီယာနဲ့မင်းသားရဲ့တက်တော်ဆောင်သူရဲကောင်းဖြစ်လာကိုစိတ်ကူးယဉ်နေတဲ့ကိုလိုဘတ်ဆိုတဲ့ကောင်လေးပဲဖြစ်ပါတယ်။ကမကောင်းစွာပဲသူတို့ကဘိုဂျုတ်ကတ်စတိုပဲဦးဆောင်တဲ့မွန်ဂိုစစ်သားတွေခြုံကိုတိုက်ခိုက်တာကိုခံခဲ့ရပါတယ်။နက်ဆီယာကလက်ထဲကပလူပြုတ်ကျသွားပြီးမြင်းစီးကမျိုးတွေကိုအကူအညီသွားတောင်းတော့ကိုလိုဘတ်ကရန်သူတွေကိုပြန်လည်တိုက်ခိုက်ဖို့နေခဲ့ပါတယ်။ရုရှားစစ်သားတွေအကုန်တက်ခံလိုက်ရပြီးကိုလိုဘတ်ကဒါနဲ့ချောင်းကင်ကသူ့ကို သူကာကွယ်ခဲ့ပေမဲ့ဘာမှမလုပ်နိုင်သေးခင်မှာပဲကတ်စတိုဘယ်ကသူ့လေဘင်းကိုကြိုးကွင်းစုတ်ကဖမ်းလိုက်ပါလေ။ဇလင်းနေကြမှာတော့ဂရင်ပေါ်မှာကြိုးတုပ်ခံထားရပြီးဘာကိုမှမမှတ်မိတော့တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကိုလိုဘက်ကနိုးလာခဲ့ပါလေ။နက်ဆီယာကလည်းကိုလိုဘက်အခြေအနေကိုအသားကျနေကသူ့အနာကိုသွားခဲ့ပြီးမွန်ဂိုရီကသူ့ကိုတေးပြီလို့ထင်တဲ့အတွက်ထားပစ်ခဲ့တော့သူကအသက်ချမ်းသာရာရခဲ့ပါလေ။အလူကနေပဲမင်းသားရဲ့တက်တော်ဆောင်ခေါင်းဆောင်ဖြစ်လာကသူမနဲ့လက်ထပ်ပြီးကလေးနှစ်ယောက်တောင်ရနေပြီဖြစ်တဲ့အကြောင်းကိုရှင်းပြခဲ့ပါလေ။ဒါကိုကြားလိုက်ရတော့ကိုလိုဘက်ကအိမ်ထဲကိုပတ်လျှောက်ကြည့်ခဲ့ပြီးတတိယလာခဲ့ပေမဲ့မနေ့ကမစားအသေးခင်မှာပဲသူ့တက်သားတယောက်ဖြစ်တဲ့ကာကန်ကမျိုး ရိုးစီသွားကိုလာခေါ်ခဲ့ပါတယ်မြို့ရိုးဘော်ကိုရောက်တဲ့အချိန်မှာတော့မင်းသားယူရီကမြို့စီကိုလာနေတဲ့မြင်းစစ်တီတွေကိုဘလို့လုံးရင်ကောင်းမလဲဆိုပြီးသူ့စီကနေအကြံတောင်းခဲ့ပါတယ်သူတို့ကဘယ်တက်ဖွဲ့ကလဲဆိုတာအလံနေကိုမမြင်ရသေးတော့ကိုလိုဘက်ကစောင့်နေဖို့ပြောလိုက်ပါတယ် ကိုလိုဘက်ရဲ့အဆုံးပြည့်ချက်ကလည်းမှန်သွားပြီးမြင်းစစ်တီတွေကမွန်ဂိုတပ်ဖွဲ့တွေမဟုတ်ဘဲနဲ့မင်းသားယူရီရဲ့မြေကင်မွန်းတပ်ပွဲကိုလာကြတဲ့တခြားမင်းသားတစ်ပါးရဲ့တပ်ဖွဲ့ဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကိုလိုဘက်ကစစ်သားတွေကိုလေ့ကျင့်ရေးဆင်းပေးခဲ့ပြီးယူရီရဲ့သားဖက်ဒရာကသူသားကင်မွန်းတပ်ပွဲအတွက်ပြင်ဆင်နေရတာကြောင့်နောက်ကျမှရောက်လာကကိုလိုဘက်ကိုသူသားရဲ့ခေါင်းကင်ဖခင်ဖြစ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ကိုလိုဘက်ကဖက်ဒရာကိုတိုက်ခိုက်ဖို့စိန်ခေါ်လိုက်ပြီးဖက်ဒရာကလက်ခံခဲ့ပေမဲ့အချက်ရစရာကောင်းအောင်ရှုံးနေသွားကထွက်ခွာသွားခဲ့ရပါတယ်။လေ့ကျင့်ရေးပြီးသွားတော့ကိုလိုဘက်ကလက်ဆောင်ပေးဖို့သူမိန်းမအတွက်သူကိုယ်တိုင်လှုပ်ထားတဲ့ပလူရီရဲ့ကလေးတွေအတွက်ဖြူကောင်းပေါက်လေးတစ်ကောင်ရေကိုယူက အိမ်ပြန်သွားခဲ့ပါတယ်။နာဇီယာကပလူရီကိုသဘောကျခဲ့ပြီးမပြောက်အောင်ဘူးတစ်ခုနဲ့ထိန်းသိမ်းထားခဲ့ပေမဲ့ဘူးထဲမှာတော့ပလူရီဒါဇင်လိုက်ရှိနေခဲ့ပြီးဂလိုဘက်ကသူမိမအတွက်တနေ့တစ်ခုလုံပေးနေတာကိုသတိမိနေခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ခါမှာတော့မင်းသားယူရီရဲ့မြေကင်မွန်းတက်ပွဲကျင်းပနေတော့မျိုးသားတယောက်ကမွန်ဂိုရီလာနေတဲ့အကြောင်းကိုအသိပေးခဲ့ပါတယ်။အကုန်လုံးကပြေးပုန်းခဲ့ကြပေမဲ့ဂလိုဘက်တယောက်ကတော့ဘုန်းတော်ကြီးကောင်းချီးမင်္ဂလာပေးပြီးတဲ့အထိကလေးနဲ့အတူတူနေပေးခဲ့ပါတယ်။မွန်ဂိုရီကအင်အားလုံးရင်းနဲ့တက်လာတာကိုယူရီတို့ကသိသွားတော့မျိုးတကားတွေကိုပိတ်ခိုင်းခဲ့ပြီးဘာဆက်လို့ရမလဲဆိုတာကိုမဆုံးဖြတ်ခင်ဘသူမှမျိုးတွေကနေထွက်ခွင့်မပေးဘူးအမိန်ထုတ်ပြန်ခဲ့ပါတယ်။မင်းသားက ရေးပေါ်စည်းဝေးခေါ်လိုက်ပြီးအခြားရာရှိတွေကလက်ဆောင်ပဏာဆက်သားဖို့အကြံပေးခဲ့ပေမဲ့ဖက်ဒရယ်ကတော့သူတို့ရဲ့ရုရှားစစ်သားတွေကလက်ယုံကြီးနှလုံးကြီးနဲ့ပြည်စုံတဲ့အတွက်အင်အားမမျှတာတောင်မှအနိုင်ယူနိုင်တဲ့အကြောင်းကိုတင်ပြခဲ့ပါတယ်။စစ်ပွဲဖြစ်ခဲ့ရင်မြို့တော်ကစစ်ပွဲတံခန်းစားရမှာဖြစ်ပေမဲ့သူတို့ကအသက်ရှင်နိုင်မှာပဲဖြစ်ပါတယ်။ယူရီကတခြားမြို့တွေကလာကူညီမလားလို့မျှော်လင့်ပြီးအချိန်ဆွဲဖို့အတွက်ဆုံးဖြတ်ကဖက်ဒရယ်ကိုအတော်ဆုံးစစ်သည်တွေကိုခေါ်ပြီးမွန်ဂိုရီနဲ့တွားရောက်ညှိနှိုင်းခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကိုလိုဘက်ကတော့အစည်းအဝေးကနေထွက်လာကမြို့ထဲကိုပတ်ကြည့်တော့အကုန်လုံးကပုန်းခိုးဘက်တွေဝယုံသုံးကားဖြစ်နေတာကိုတွေ့သွားခဲ့ပါတယ်။သူကဆေးစရာဇက်ကာနဲ့တွေ့တော့ဇက်ကာကသူ့ကိုထွက်သွားခင်ပြီး င်စေးရီတွေပေးမယ်လို့ကမ်းလှမ်းခဲ့ပေမဲ့ကိုလိုဘက်ကသူ့ကိုတမျိုးတော့ကဝိုင်းခံထားရတဲ့အတွက်လုံလုံလမ်းမရှိတဲ့အကြောင်းသတိပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကအိမ်ကိုပြန်လာခဲ့ပြီးယူဒီကအိမ်ရောက်နေကမွန်ဂိုတွေနဲ့ညှိနှိုင်းဖို့အတွက်ကိုလိုဘက်ကိုလူစုပြီး ဖက်ဒရယ်နဲ့လိုက်သွားဖို့အမိန့်ပေးခဲ့ပါတယ်။ကိုလိုဘက်ကသူ့ရဲ့မှတ်ညံတွေကပျောက်ဆုံးနေကြဖြစ်တဲ့အတွက်အကြံကောင်းလို့မထင်ခဲ့ပဲနက်ဆီယာကလည်းသူ့လိုပဲတွေးကငိုကြွေးပြီးမင်းသားကိုပြန်လဲစဉ်းစားဖို့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့လည်းကိုလိုဘက်ကမင်းသားယူရီရဲ့လူယုံဖြစ်တဲ့အတွက်ယူရီကသူ့စိတ်ကိုမပြောင်းခဲ့ပါဘူး။စစ်သားတွေကမျိုးဝင်ပေါင်းနားမှာဆူယုံခဲ့ကြပြီးကာကန်ကလည်းလိုက်ပါမှဖြစ်ကသူတို့ကစကားပြန်တယောက်လိုတဲ့အတွက်ကိုလိုဘက်ကမွန်ဂိုလိုပြောတတ်တဲ့ဇက်ကာကိုလိုက်ဖို့အတွက်ရွေးရွှေခဲ့ပါတယ်။သူယောက်ျားအတွက်စိုးရိမ်နေတဲ့နက်ဆီယာကအိမ်ပေါ်လာတာကိုခေါ်လာခဲ့ပြီးသူကအိမ်မကလေးတွေနဲ့နေခဲ့တော့ကိုလိုဘက်ကိုအဲ့ရနိုးလာရင်ကူညီဖို့ရှင်းပြကထည့်ပေးလိုက်ပါတယ်။သူတို့ကမြင်းလဲကို ယန္နာရီအပြည့်ထည့်ပြီးတော့ထွက်ခွာခဲ့ကြကမွန်ဂိုရီစကန်ကိုရောက်တော့ဂျင်ဂျစ်ခန်ရဲ့မြေမွန်ဂိုစစ်တပ်ခေါင်းဆောင်ဖြစ်တဲ့ဘတူခန်ရဲ့တဲကိုခေါ်သွားခြင်းခံခဲ့ရပါတယ်။မွန်ဂိုရီကသူတို့လက်ဆောင်တွေကိုလက်ခံကတဝိုင်းနဲ့ထိုင်ဖို့ဖိတ်ခေါ်တော့ဖက်ဒွာတို့ကမွန်ဂိုရီကိုဘာလို့ရှိပါသလဲလို့မေးခဲ့ပါတယ်။ဘတူခန်ကဘာမှမလိုချင်ပဲမဖိတ်ခေါ်ပဲရောက်လာတဲ့ရုရှားတွေကိုရာဇံကိုသူတီထောင်မဲ့အင်ပါယာတွေကပထမဆုံးရုရှားမျိုးအဖြစ်သိမ်းပိုက်ခြင်းတဲ့အတွက်သူတို့လူမျိုးတွေအကြောင်းသိကျင်တယ်လို့ပြောပြခဲ့ပါတယ်။ဘတူခန်ကသူ့ကိုဒူးထောက်ခါစားမယ်ဆိုရင်ကြွယ်ဝချမ်းသာမယ်လို့ပြောခဲ့ပေမဲ့ဖက်ဒွာကတော့ဘတူခန်သူတို့ကိုဒူးထောက်တာမြင်ကျင်တယ်လို့ပြန်ပြောခဲ့ပါတယ်။ ဒီစကားကဆော်ကားလိုက်တာဖြစ်တဲ့အတွက်ဘာတူခံရဲ့မြေပုံကိုကြည့်နေတဲ့ကိုလိုဘက်ကမတ်တက်ရိုက်ခဲ့ပြီးဖတ်ရွားကိုကာကွယ်ကသူတို့လောင်းမော်ကနေကြော်သွားနိုင်မှာပဲမြို့ကိုသိမ်းပိုက်နိုင်လိမ့်မယ်လို့ကြေညာခဲ့ပါတယ်။ဘာတူခံကလည်းဘသူ့ကိုမှဒူထောက်မှာမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့ကိုလိုဘက်ရဲ့ရဲစွမ်းသက်တီကိုလေးစားသွားတဲ့အတွက်အမိန့်စာတစ်စောင်နဲ့အဆောင်လက်ဖွဲ့တစ်ခုကိုလက်ဆောင်ပေးခဲ့ပါတယ်။စာထဲမှာတော့ကိုလိုဘက်ကိုသူတို့စစ်တဲ့ထဲမှာလက်ပတ်သွားမယ်ဆိုရင်တော့တိုက်ခိုက်မခံရအောင်နှောက်ရမခံရအောင်လွတ်လပ်ခွင့်ပေးထားပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့ဘာတူခံကသူတို့ကိုကျွေးမွေးကအကလှတွေနဲ့ဖျော်ဖြေပေးခဲ့ပါတယ်။တကယ်တော့အကလှတွေကရုရှားတွေကိုအာယုံလွှဲတာဖြစ်နေခဲ့ပြီးမွန်ဂိုရီကချောင်းတိုက်ဖို့ကြိုးစားခဲ့ပေမဲ့ လုံးမဖြစ်ခဲ့ပါဘူး။စပွဲကိုရုရှားဂျွန်တွေကထမ်းထားရတာဖြစ်ပြီးမွန်ဂိုတွေအနာကက်လာတာကိုမြင်တော့သူတို့ကကိုလိုဘက်တို့ကိုအချိန်မီတဒင်းပေးနိုင်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးကိုလိုဘက်ကဂျွန်တွေအပါဝင်သူ့လူတွေကိုတဲပြင်ခေါ်ထုတ်ကမွန်ဂိုစစ်သားတွေကိုတိုက်ခိုက်ရင်လမ်းရှင်းပြီးမင်းတွေပေါ်တက်ခွာကတော်တွေကိုထွက်ပြေးသွားခဲ့ကြပါတယ်။ဖက်ဒရာကမျှမှန်သွားခဲ့တော့သူ့လူတွေအတွက်အချိန်ဆွဲပေးဖို့နောက်ချန်နေခဲ့ပြီးကက်စတိုပဲလက်ချက်နဲ့အသက်ခံခဲ့ရပါတယ်။ဘာဒူခန်ကသူတို့ကိုလိုက်ဖမ်းဖို့မတန်ဘူးလို့တွေကသူ့စစ်တပ်ကိုထိုးစစ်အတွက်အသင့်ပြင်ထားကြဖို့အမိန့်ပေးခဲ့ပါတယ်။နိုင်နေငယ်ကြောင်မှာတော့ပြင်းထန်လာတဲ့နှင်းမုန်တိုင်းကြောင့်ကိုလိုဘက်တို့အဖွဲ့ကတော်တွေမှာဒုက္ခရောက်နေခဲ့ပါတယ်။ရုတ်တရက်ဝဝ င်ကြီးတကောင်ကသူတို့နားကိုကတ်လာခဲ့ပေမဲ့မတိုက်ခိုက်အောင်နက်စတာကထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။နက်စတာကသူတို့ကိုဂူကြီးတဲ့ခေါ်သွားတော့သူတို့ကနှင်းမုံတိုင်းဆဲအောင်စောင့်ရင်းကူအောင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းကိုလိုဘက်ကတော့မအိပ်ဖက်သူ့မညံ့တွေပြောက်ွယ်သွားမှဆိုးတဲ့အတွက်အိပ်ပျော်မသွားအောင်နက်စတာစီစိတ်ကြီးတောင်းခဲ့ပါတယ်။နက်စတာကတော့မနက်တိုင်းကိုမှညံ့အစ်တဲ့စတင်ရတာကဘဝအစ်တစ်ခုကိုစတင်ရသလိုဖြစ်တဲ့အတွက်ဘာနဲ့မှလဲလို့မရတဲ့ကောင်းကြီးတစ်ခုဖြစ်တဲ့အကြောင်းကိုရှင်းပြပြီးစိတ်ကြီးဖော်ပြီးကိုညှင်းဆိုင်ခဲ့ပါတယ်။ကိုလိုဘက်ကမီးပုံနာထိုင်ပြီးအိပ်ပျော်မသွားအောင်ကြိုးစားရင်းဘာတူကန်ရဲ့တဲထဲမှာမြင်ခဲ့တဲ့မြေပုံကိုစွဲနေတဲ့အတွက်မီးမသွားခင်ပြန်စွဲထားခဲ့ပါတယ်။ရာသီဥတုကငြိမ်သွားတော့ကိုလိုဘက်တို့ကထွက်လာခဲ့ပ ပေမဲ့နက်စတာကတော့ဂူအောင်မြဲအောင်နေခဲ့ပါတယ်။ဒါပေမဲ့သူတို့ရာဇန်ကိုပြန်ရောက်တဲ့အချိန်မှာတော့မွန်ဂိုတွေကတမျိုးလုံးကိုဖျက်ဆီးထားပြီးပြီဖြစ်တဲ့အတွက်အရန်ကိုနောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။အစာအုပ်အများစုကကြောက်တုံးအမြောက်တွေလက်ချက်နဲ့ပျက်စီးနေခဲ့ပြီးခေါလောင်းကြီးကလည်းကျိုးပြက်ကြနေကယူရီကလည်းမြားသမားတွေလက်ချက်နဲ့တည်သွားတဲ့အတွက်ဖက်ဒရယ်ရဲ့ဇနီးကဖမ်းမခံရခင်ကလေးလေးနဲ့ခုံချက်ကတက်သေးသွားခဲ့ပါတယ်။နက်စတာကတော့အိမ်မီးရှို့ခံရကပြိုကျတဲ့အထိကလေးတွေနဲ့အိမ်မှာပဲနေခဲ့ပါတယ်။ပြိုကျသွားတဲ့အပျက်စီးတွေကသူ့လုတ်ပေးခဲ့တဲ့ပလူလေးကိုတွေ့တော့ကိုလိုဘက်ကသူ့လူတွေကိုစုကခေါလောင်းကိုပြင်ပြီးတီးလိုက်တော့အသက်ရှင်ကျန်ရခဲ့တဲ့လူတွေကပုံနေရကနေထွက်လာခဲ့ကြပါတယ်။လူအမ များကြီးမကြံတော့ပဲကြံရိတ်ခဲ့တဲ့အများစုကလည်းကလေးတွေပဲဖြစ်နေခဲ့ပါတယ်။ရုတ်တရက်မွန်ဂိုရီကကျူပင်ခုတ်ကျူငုတ်ပါမကြံအရှင်းပြစ်ဖို့လာနေပြီလို့တရားရုံးကပြောလိုက်တော့ကိုလိုဘက်ကအစီအစဉ်တစ်ခုကိုအမြန်ဆွဲရပါတော့တယ်။အကုန်လုံးကပုံနေကြတော့သူကခေါင်းလောက်အောင်မှနေပြီးအဖမ်းခံကြအောင်ဆောင်ကမွန်ဂိုရီအနားရောက်လာတဲ့အချိန်မှာတော့ကိုလိုဘက်ကတိုက်ခိုက်ခဲ့ပါတယ်။သူ့ရဲ့ဓာတ်နှလက်စက်ကြတဲ့မှွေချက်ကကျန်းလာတဲ့အတွက်စက္ကန့်ပိုင်းအတွင်းမှာပဲရန်သူတွေအများကြီးကိုတတ်နိုင်ခဲ့ပြီးကိုလိုဘက်ရဲ့တပ်သားတွေကလည်းထွက်လာကသူနဲ့အတူတိုက်ခိုက်ခဲ့ကြပါတယ်။တိုက်ပွဲပြီးသွားတော့ကိုလိုဘက်ကအစီအစဉ်တစ်ခုထပ်ဆွဲခဲ့ပြီးအနားကမျိုးတွေကိုတတိပေးဖို့အတွက်အဆက်သား၃ယောက်စီလောက်ကအကူအညီတောင်းခံခဲ့ပြီးကလေးတွေကိုတော့ တာရဲ့ဂူထဲမှာသွားအောင်ခိုင်းခဲ့ပါတယ် ဂလိုဘယ်နဲ့တသားတွေကမွန်ဂိုရီကိုအာယုံလွှဲဖို့အတွက်နီလန်တစ်ခုလိုအပ်နေခဲ့ပါတယ်။ဇဂါကမွန်ဂိုရီတောင်းနေတဲ့ရေတဲကိုအစိတ်ခတ်ကဖျားနာအောင်လုပ်ဖို့အတွက်အကြံရခဲ့ပြီးသူတို့လက်ချက်မှန်းသိအောင်ဂလိုဘယ်ကဘာတူကန်ရဲ့အမိန့်စာကိုဆုတ်ဖြဲပြီးမြားမာချီကကက်စတိုဘယ်ရဲ့စကမ်းစီကိုပြစ်ခဲ့ပါတယ်။အစိတ်ခတ်ခံရတော့ကိုလက်စားချေဖို့အတွက်ကက်စတိုဘယ်ကသူ့လူတွေကိုလွှတ်ခဲ့ပေမဲ့ထောင်ချောက်ဖြစ်နေခဲ့ပြီးစောင့်နေတဲ့ဂလိုဘယ်တို့အဖွဲ့ကပြစ်ကွန်းထဲဝင်လာတဲ့မွန်ဂိုရီကိုမြားနဲ့အသာလေးပြစ်တက်ခဲ့ကြပါတယ်။သူတို့ကလုံခြုံသွားတော့ဂလိုဘယ်က၃ရက်ဆက်တိုင်မအိတ်ခဲ့တဲ့အတွက်အာရင်ကုန်ခံပြီးတတိလက်သွားခဲ့ပါတယ်။သူတို့အဖွဲ့ကစကမ်းချနေတော့လာတာကဂလိုဘယ်ကိုတစ်ပင်မှာကျိုးနဲ့ချီထားခဲ့ပြီးဖျား စာရုပ်ကဆူတောင်းနေခဲ့ပါတယ်။ညရောက်လာတော့လာဒါကကိုလိုဘက်ကိုတခုခုစားဖို့အတွက်နှိုးခဲ့ပါတယ်။ဒါပေမဲ့လည်းလာဒါကအရေးကြီးတဲ့အချက်တွေကိုသူမှတ်မိအောင်မပြောရသေးခင်မှာပဲကြိုးဖြီပေးလိုက်တော့ကိုလိုဘက်ကသူ့တပ်သားတွေကိုတိုက်ခိုက်ခဲ့ပါတယ်။တပ်သားတွေကသူ့ကိုဝိုင်းချုပ်ထားခဲ့ကြပြီးကာကန်ကနားချလိုက်တဲ့အတွက်ကိုလိုဘက်ကအသိပြန်ဝင်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ကိုလိုဘက်ကသူ့တပ်ဖွဲ့တွေကစစ်သားတွေကိုတောင်းပန်ခဲ့ပြီးငိုနေတဲ့လာဒါကိုနှစ်သိမ့်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲစစ်သားနှစ်ယောက်ကဘေးကင်းစွာနဲ့အနာကမြို့တွေကိုရောက်သွားခဲ့ပေမဲ့မင်းသားတွေနဲ့တွေ့တဲ့အခါမှာတော့မင်းသားတွေကအကူအညီပေးဖို့ညှင်းဆန်ကသူတို့မြို့ကိုပဲကာကွယ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။တတိယမြောက်စစ်သားကမြင်းပေါ်မှာတဲ့ တိလက်သွားတော့မြင်းကလမ်းပြောက်ကလမ်းမရောက်သွားခဲ့ပါတယ်နောက်တကြမှာတော့ကိုလိုဘတ်တို့ကတရဲတွေလိုဟန်ဆောင်ပြီးမွန်ဂိုစကန်တွေကိုခိုးဝင်ခဲ့ကြပါတယ်စစ်သားတွေကထွက်ပြေးခဲ့ကြပြီးသူတို့ကမပြေးတဲ့တရက်ကိုတပ်ပစ်ကသူတို့ကြောက်တုံးမြောက်တွေနဲ့စကန်တွေကိုပြန်ပစ်ခဲ့ပါတယ်ကိုလိုဘတ်ကကျန်တဲ့စာရွက်တစ်ပိုင်းကိုမျှမှချီကကတ်စတိုဘဲကိုဘသူလက်ချက်လဲဆိုတာကိုအတိပေးခဲ့ပြီးထွက်သွားခဲ့ပါတယ်လက်စားချီတဲ့အနေနဲ့မွန်ဂိုတွေကလည်းလမ်းပြောက်နေတဲ့စစ်သားကိုဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်ကိုလိုဘတ်တို့အဖွဲ့ကတောထဲမှာပုန်းနေခဲ့ကြပြီးမနေ့ရောက်ရင်တက်ကူလာမယ်လို့ယုံကြည်နေကြကစောစောအိပ်ရဝင်ခဲ့ကြပါလေ။လာတာကကိုလိုဘက်နိုးနေမှမသိပဲသူ့ဘေးကိုဝင်အိတ်တော့ကိုလိုဘက်ကသူ့ကိုလှဲ့ကြည့် တဲ့အချိန်မှာလာဒါကသူကနိုးလာတာထင်ပြီးမှတ်ဉာဏ်တွေပြန်ရအောင်ပြောပြခဲ့ပါတယ်သူကနက်စရာလိုဟန်ဆောင်ခဲ့ပေမဲ့ကိုလိုဘက်ကသူ့ကိုပွေဖက်လိုက်ပြီးသူ့မှာအင်ကနေကျန်တဲ့တခုသေးသောအရာဆိုလို့လာဒါပဲရှိတော့တဲ့အကြောင်းပြောခဲ့ပါတယ်မနေ့ရောက်လာတဲ့အချိန်မှာတော့ကိုလိုဘက်ကအတန်တွေကြားရတဲ့တောနဲ့ထဲကိုသွားကြည့်ကလာဒါကသူ့နောက်လိုက်လာတာကိုတတိမထားမိခဲ့ပါဘူးတောထဲရောက်တော့သူကတတိယမြောက်ဆက်သားရဲ့အလောင်းကိုရှာတွေ့ခဲ့ပြီးထောင်ချောင်းမိသွားကကိုလိုဘက်ကမွန်ဂိုဆက်သားတွေဝိုင်းလာခံခဲ့ရပါတယ်လာဒါကအခုညီတောင်းဖို့အတွက်စကန်ကိုပြန်သွားနေတော့ကက်စတိုဘဲကနှင်းမုံနိုင်တဲ့မှာအများနဲ့တယောက်ရှင်ချနေတဲ့ကိုလိုဘက်ကိုကြည့်နေခဲ့ပါတယ်ကက်စတိုဘဲကကိုလိုဘက်ကိုအတိတ်တုန်းကလိုမျိုး ိုးကြိုးကွင်းဆွဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့ကိုလိုဘက်ကသူသားနဲ့တားဆီးနိုင်ခဲ့ပါတယ်။မော်တိုင်းကပူချန်းလာတော့နက်စတာနဲ့ဝက်ဝင်ကြီးလည်းရောက်လာခဲ့ပြီးမွန်ဂိုစစ်သားတွေကိုတပ်ပစ်လိုက်တော့ကျန်တဲ့သူတွေကကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ကြပါတယ်။မွန်ဂိုစစ်သားတွေကသူတို့စခန်းကိုပြန်ရောက်တော့ကြုံတွေ့ခဲ့ရတဲ့သွေးပြက်ဖွယ်အဖြစ်ပြက်တွေကိုပြောပြခဲ့ပါတယ်။ကတ်ရှိုဘဲကမော်ဇလန်တွေကိုအယုံကြည်မရှိပေမဲ့မုံတိုင်းနဲ့ဝက်ဝင်ကြီးကိုအမိန်ပေးနေတဲ့ကိုလိုဘက်ကိုမြင်လိုက်ရတော့ယုံကြည်သွားခဲ့ပါတယ်။အချိန်မြင့်မရှိတဲ့ဇလန်တွေကိုယုံကြည်နေတဲ့သူ့လူတွေကိုစိတ်ပြတ်သွားတဲ့ဘာတူခန်ကဒီစစ်ပွဲအတွင်းမှာမော်ပညာရဲ့အတွက်ကျွမ်းသူတွေမပါဘူးဆိုတာကိုတသက်ပြဘူးသူစစ်တပ်ကိုပြန်လဲဖို့အမိန်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနက်စတာကတော့ဝင်းဝင်းကြီးကိုလှုပ်ပေးခဲ့ပြီးကိုလိုဘတ်တို့နဲ့ပူပေါင်းကအနီးနားရွာတွေကစစ်သားတချို့ကိုပါတက်ကူခေါ်ပေးခဲ့ပါတယ်။သူတို့မျှော်လင့်ထားတဲ့အတိုင်းပဲမွန်ဂိုစစ်သားတွေကတခြားမျိုးတွေကိုသွားမတိုက်ခိုက်ပဲသူတို့စီကိုပြန်လာတဲ့အကြောင်းကိုကာကန်ကသတင်းပို့လိုက်တော့ကိုလိုဘတ်တို့ကအောင်ပွဲခံခဲ့ကြပါတယ်။ ဒူဝီရီယောပြဿနာကတော့နက်စတာရဲ့ဂူမှာစောင့်ရှောက်ထားတဲ့ဆွတ်ဖားတွေကကလေးတွေပဲဖြစ်ပါတယ်။သူတို့ကဇက်ကရဲ့အကြံနိုင်ကာကန်နဲ့လာတာတို့ကကလေးတွေကိုမျက်စိခေါ်သွားနေတော့ဂလိုဘတ်တို့ကနောက်ချန်နေခဲ့ပြီးကာကွယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီကိုရောက်တော့သူတို့ကမြစ်ထဲမှာရွက်လွင့်သွားနိုင်မှာဖြစ်တဲ့အတွက်မြင်းနဲ့သွားတာထပ်ပိုးပြီးမြန်မာပဲဖြစ်ပါတယ်။အလွန်နဲ့လွတ်မြောက်သွားရင်တော့အနာဂတ်မှာရာဇန်မျိုးတော်သစ်ကိုပြန်လဲထူထောင်နိုင်မှာပဲဖြစ်ပါတယ်။ဆွတ်ဖားလဲထွက်သွားတော့ဂလိုဘတ်တို့ကထောင်ချောက်တွေစင်ကတောင်ကုန်းမော်တက်ပြီးမွန်ဂိုတွေရောက်လာအောင်စောင့်နေကြရပါတယ်။နောက်ဆုံးမှာဘာတူခန်နဲ့သူ့ရဲ့စစ်တပ်ကြီးရောက်လာကအချိန်မပြုံးမဲ့ဂလိုဘတ်တို့နောက်ကိုသူ့လူတွေလွတ်ပြီးလိုက်ခိုင်းခဲ့ပါတယ်။ဘာသာသာ ုံးသွားတဲ့စစ်သားတွေကထောင်ချောက်တွေနဲ့မြားသမားတွေကြောင့်တောင်ကုန်းပေါ်တက်ဖို့ခက်ခဲခဲ့ကကြာရှုံးခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲကာကန်ကရှေ့ဆက်သွားဖို့လမ်းပိတ်နေတော့မြင်းကိုကျိုးဖြုတ်ပေးကဒါရနဲ့ကလေးတွေကိုစွဖားကိုတွန်းဖို့အတွက်အကူအညီတောင်းလိုက်ပါတယ်။တောင်ကုန်းပေါ်ကစစ်ပွဲကဆက်ဖြစ်နေခဲ့ပြီးမွန်ဂိုစစ်သားတွေကလည်းမြားနဲ့ပြန်ပစ်ကြကရုရှားစစ်သားတချို့ကကြာသွားတော့မွန်ဂိုတပ်တွေကတောင်ကုန်းပေါ်ကိုတက်နိုင်ခဲ့ပြီးကိုလိုဘက်နဲ့သူ့လူတွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။နဇာနဲ့ဇဂါတို့ကဆုံးသွားကကက်စတိုဘဲကကိုလိုဘက်ကိုလိုက်ရှာခဲ့ပေမဲ့ကိုလိုဘက်ကသူ့ကိုဓာတ်နလက်နဲ့အသေးတက်ပစ်ခဲ့ပါတယ်။မွန်ဂိုတွေကအရွေးတက်တာနေတော့ရုရှားစစ်သားတွေကတယောက်ပြီးတယောက်ကြာဆုံးသွားပေမဲ့သူတို့ကကာကန်နဲ့ ဲ့ကလေးတွေမျက်စိကိုရောက်တဲ့အထိတောင်ကုန်းမှာအချိန်ဆွဲထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်လီကိုခြိထားတဲ့ကျိုးတုံးကခဲနေတော့မီးမွေးစရာမရှိတဲ့ကာကန်တို့ကအခက်တွေ့နေခဲ့ရပါတယ်။လာဒါကကလေးတွေကိုရေခဲတွေအကြီးပျော်သွားအောင်အာငွေပေးခိုင်းတော့ကျိုးကဖြီးလို့ရသွားခဲ့ပြီးရွက်လင်ကလုံကြုံစွာထွက်ပြေးနိုင်ခဲ့ပြီဖြစ်ပါတယ်။တသားနဲ့ငယ်ပဲကြံတော့တဲ့ကိုလိုဘတ်တို့လူစုကတောင်ကုန်းထိပ်မှာမွန်ဂိုစစ်သားတွေကိုတက်ဖြတ်ပစ်ခဲ့ပြီးရုရှားလန်ကိုထူခဲ့ကြပါတယ်။ဘာဒူခန်ကအလောင်ခံလိုက်ရတယ်လို့ခံစားခဲ့ရပြီးရုရှားတွေနဲ့ညှိနှိုင်းဖို့စစ်သားတယောက်စီလို့ခဲ့ပေမဲ့ကိုလိုဘတ်ကတော့သူတို့ညှိနှိုင်းဖို့သွားတော့ကအပြောခံခဲ့ရတယ်လို့သူတို့ကဘာကူမှမလိုချင်ပဲမွန်ဂိုတွေကဒီနေရာကိုမဖိတ်ခေါ်ပဲလာတာ ဆိုပြီးတပုံစံနဲ့ပြန်ပြောခဲ့ပါတယ်။ဒေါသထွက်သွားတဲ့ဘာတူကန်ကသူ့လူတွေကိုကြောက်တုံးအမြောက်တွေနဲ့ပြစ်ဖို့အမိန်ပေးနေတော့ကိုလိုဘက်ကရွက်လွင့်ထွက်သွားတဲ့ကာကန်တို့ကိုကြည့်ကအမွဲခံကြရင်ထွက်ပြေးဖို့ကြိုးစားခဲ့ကြပေမဲ့ကြောက်တုံးမှန်ပြီးသတိလက်သွားခဲ့ပါတယ်။စကပိုင်းလောက်အကြာမှာသူကပြန်သတိရလာတော့မှတ်ဉဏ်တွေပြောက်မသွားခဲ့ပေမဲ့သူ့လူတွေအကုန်ကြာဆုံးသွားတာကိုတွေ့ခဲ့ရပါတယ်။နောက်ဆုံးအနေနဲ့ကိုလိုဘက်ကတိုက်ခိုက်မခံရအောင်အဆောင်ကိုလက်ကကင်ကတောင်ကုန်းအောက်ကိုဆင်းသွားခဲ့ပါတယ်။ကိုလိုဘက်ကမြေပြင်ပေါ်လဲကျသွားကဘာတူခံကိုတရက်ကြရင်သူ့လူတွေကိုပြန်လည်စားချင်ပေကြောင်းပြောခဲ့ပြီးအဆောင်ကိုမြေကြီးပေါ်ချပေးကပြန်ယူခိုင်းခဲ့ပါတယ်။ဘာတူခံကအဆောင်ကိုကောက်လိုက်တော့ကိုလိုဘက်ကပြုံးလိုက် က်ပြီးဘာဒူခန်ကိုသူမသိခင်ဒူးထောက်အောင်လှုပ်လိုက်နိုင်ပြီဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်ကိုလိုဘက်ရဲ့တတိပြတ်တီကိုလေးစားသွားတဲ့ဘာဒူခန်ကတော့ကိုလိုဘက်သာသူ့ဘက်ကဆိုရင်သူ့အယုံကြည်ရာဆုံးသူရဲကောင်းတယောက်ဖြစ်လိမ့်မယ်လို့ပြောပြီးသူ့လူတွေကိုကောင်းကောင်းမွန်မွန်ညှုံ့နှံခိုင်းခဲ့ပါတယ်ငါးနှစ်ကြာမှတော့ကာကန်ကနော့ဂရော့ဘလက်ဒီမှာစစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီးသူ့လူတွေကိုကိုလိုဘက်ရဲ့မြင့်မြတ်တဲ့အသက်ဆုံးနှင်းနာခံမှုကိုအမက်ရနေဖို့ပြောကရေခဲပြင်ပေါ်ကစစ်ပွဲတွေကိုဥဆောင်တိုက်ခိုက်ခဲ့ပါတယ်ဒါလန်လေးရတော့ဒါပါပဲခင်ဗျာအခုလိုမျိုးဗီဒီယိုတွေကိုနောက်ထပ်ကြည့်ရှုလို့ရတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်